ဝန်ထမ်းတွေဘာကြောင့်အလုပ်ထွက်တယ်သူတို့ထင်ပါတယ်လဲအဲ့တော့နံပါတ်6ချက်ကတော့ဘန်းနောက်ပါ stressful ဖြစ်လို့ဘန်းနောက်ဖြစ်လို့အလုပ်ကအရင်များပြီးတော့စိတ်ပြေးစည်းမှုတွေအရင်များတယ်နော်မမြတ်မတဝင်နေမမြတ်မတအလုပ်ကိစ္စတွေမမြတ်မတတာဝန်တွေထမ်းခိုင်းတာနော်စတာတွေကြောင့်နော်ဝင်နေရစိတ်ပြက်ပြီးအလုတ်ထွက်တာဟာ16.200ခန်းတော့ရှိပါတယ်။နံပါတ်9အချက်ကတော့ ပုံကိုကြီးအကြောင်းရင်းနေပါဝန်ထမ်းတွေမှာတို့တို့မှာကျမကြီးကိစ္စလေးရှိမယ်မိသားစုကိစ္စလေးရှိမယ်အဲ့ဒါကြောင့်အလုပ်ထွက်တာကနံပါတ်9ပဲချိန်ပါတယ်အဲ့တော့18တသမ900ခန်းတုန်းကပုံကိုကြီးအကြောင်းပြချက်တွေနဲ့အလုပ်ထွက်ကြတာဖြစ်ပါတယ်နံပါတ်8ကတော့ကျွမ်းကျင်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ကြီးမရှိလို့ကျွမ်းကျင်ဖွံ့ဖြိုးတိုးတက်မှုမရှိအောင်လုပ်ထားလို့ပြောရရင်တော့ employee တွေဟာဝန်ထမ်းတွေကလုပ်ငန်းဝင်တွေရောက်လာပြီဆိုလို့ရှိရင်တို့ရဲ့ကျွမ်းကျင်ဖွံ့ဖြိုးတိုးတက်မှုကိုမရက်တန်သွားခြင်းအလုပ်တော့လုပ်နေတာပဲဒါပေမဲ့တို့မှာသက်ဆိုင်တဲ့ နော် experience တွေတတ်ဆိုင်တဲ့ knowledge တွေတတ်ဆိုင်တဲ့လေးလာတင်ကြားမှုတွေကိုဆက်ဆက်မပြတ်လုပ်သွားဖို့လိုပါတယ်အဲ့ဒါကိုကျွန်တော်တို့က employee development program ဒါမှမဟုတ် human resource development ပေါ့ HRD လို့ခေါ်ပါတယ် human resource development အစီအစဉ်တွေအဲ့လိုအစီအစဉ်တွေ lack မရှိလို့ကျွန်တော်တို့အလုတ်ထွက်ရတာဟာ18.300ခန်းလို့ရှိပါတယ် နော်ကြွင်ရင်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေမရှိလို့ပေါ့နံပါတ်6အချက်ကတော့တိုးတက်မှုဒါမှမဟုတ်ယာရုတိုးပေးဖို့အစီအစဉ်တွေဝန်ထမ်းတွေကိုမစီစဉ်ပေးထားတာဒါမှမဟုတ်ဝန်ထမ်းတယောက်ကအဲ့ဒီယာရုမှာနှစ်ပေါင်းများစွာလုပ်နေရလို့အဲ့ဒါကြောင့်မလို့အလုပ်ထွက်တာ15တသမ3ညဆိုတော့ကျွန်တော်တို့နံပါတ်6ချိတ်ပါတယ်နံပါတ်10ကတော့အားလုံးထင်နေကြတဲ့ဥစ္စာပါပဲတခြားကုမ္ပဏီကနေပြီးတော့အခွင့်အလမ်းကောင်းနေပေးလို့ ဒါမှမဟုတ်လို့ရှိရင်လည်းကမ်းလှမ်းမှု offer ကောင်းကောင်းတွေရလို့အလုပ်ထွက်တာဟာစနစ်တော်တမ300ခန်းလုံးမရှိပါဘူး။အဲ့တော့မဲဆွေတို့သိရမှာကဝန်ထမ်းတွေအလုပ်ထွက်သွားတာတခြားကုမ္ပဏီကကမ်းလှမ်းလို့လုထွက်သွားတာဒီနံပါတ်10နောက်ဆုံးဖြစ်ပါတယ်။အဲ့တော့1နဲ့2နဲ့3နဲ့4နဲ့နဲ့ပြီးလို့ရှိရင်နံပါတ်8ရယ်9ရယ်ဟာနော်ကျွန်တော်တို့ကိုကောအမှန်ငယ်ပြောရင်6ပါပါတယ်ပေါ့နော်။အာ6ရယ်8ရယ်9ရယ်1နဲ့3 4ဟာကုမ္ပဏီကြောင်းထွက်တာပါ။ ဒါကြောင့်မလို့ဝန်ထမ်းတွေအလုတ်ထွက်ရခြင်းအဓိကအကြောင်းရင်းအချက်များများသည်ကုမ္ပဏီရဲ့ဝန်ထမ်းတွေအပေါ်မှာစီမံဆောင်ရွက်မှုအလွဲလေးတွေကြောင့်အလုတ်ထွက်ရတာပါဒါကြောင့်မလို့ဝန်ထမ်းတွေကိုကျွန်တော်တို့မြဲစေခြင်းနဲ့ဆိုဒါနဲ့စန့်ကျင်မဲ့လုပ်ပေါ့ဗျာဒါဆိုဝန်ထမ်းတွေမြဲလာမှာကျွန်တော်တို့မိုးဝရံမြန်မာ AOD Business Center ရဲ့ founder ပါကျွန်တော်ရဲ့ယခုလိုဗီဒီယိုတွေကိုကြည့်ကျင်နေဆိုလို့ရှင်တော့ ။ Eauri Business Center Facebook, YouTube နဲ့ TikTok စာမျက်နှာတွေပေါ်မှာရှာဖွေကြည့်ရှုရပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။